မင်္ဂလာပါခင်ဗျရှန်ကုန်ခစ်တိတ်ကနေဒီနေ့နေ့လေကင်းတင်းနေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီကစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံအတွက်စိုက်ပျိုးရေးမွေးမြူရေးစောက်လုပ်ရေးနဲ့ကုန်ထုတ်ဆက်ရုံအလုပ်ကြုံပြီးမှအသုံးပြုဖို့မြန်မာလူထုမှတွေကိုစတင်ဆေလွတ်အောင်မှဖြစ်တယ်လို့ဆိုပါတယ်တောင်ကိုရီးယားနိုင်ငံအမျိုးသားလွတ်တော်အစည်းအဝေးခန်းမှာမြမပြည်တွင်းရဲကိုဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်နိုင်ငံအပေါ်ရှစ်ဆက်လှုပ်ဆောင်ရမယ့်ကိစ္စရက်တွေကိုဆွေးနွေးပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းပါဝင်နေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဖတ်စစ်ကောင်စီကစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံအတွက်စိုက်ပျိုးရေးမွေးမြူရေးစောက်လုပ်ရေးနဲ့ကုန်ထုတ်စိုက်ယုံအလုတ်ယုံတွေမှာအသုံးပြုဖို့မြန်မာလူထုမာတွေကိုစတင်စိတ်လုံအောင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့လူထုမာဝင်ကြီးတည်င်းရင်းမြစ်နဲ့ပြပအလုတ်ကိုင်အေဂျင်စီအတိုင်းဝိုင်းကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာရုရှားနိုင်ငံဟာယူကရိန်းနိုင်ငံနဲ့အကြီးအကျယ်စစ်ဖြစ်နေပြီးနိုင်ငံအပြန်အလှန်အစ်မြင့်ဒုံးကြီးတွေနဲ့ပြစ်ခတ်မှုတွေလည်းဖြစ်နေတဲ့အပြင် နျူကလ িয়ার ဘုံကျဲမဲ့အရေးရောင်တွေပါဖြစ်နေတဲ့ဆိုပြီးကမ္ဘာသတင်းဌာနတွေမှာဖော်ပြနေကြတာပါအဲဒီလိုစည်ရပြင်းထန်နေတဲ့ရုရှားနိုင်ငံကစိုက်ပျိုးရေးမွေးမြူဆောက်လုပ်ရင်းနဲ့ကုန်ထုတ်ဆက်ယုံအလုပ်ယုံတွေအတွက်ဆိုပြီးစစ်ကောင်စီကမြန်မာလူထုမတွေကိုစတင်စေလွတ်ဖို့လှုပ်လာနေပြန်တယ်လို့စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးသတင်းရင့်မြစ်နဲ့ပြည်ပအလုပ်ကင်အေဂျင်စီအတိုင်းဝိုင်းကပြောထားပါတယ်အဲဒီလိုရုရှားနိုင်ငံကိုမြန်မာလူထုမတွေစေလွတ်ဖို့ကိစ္စကိုလည်းစစ်ကောင်စီနဲ့ရုရှားအကြားပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိရုရှားမှာကစစ်ဖြစ်နေတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာအလို့သမားရှားပါနေသလိုသူတို့နိုင်ငံသားတွေကလည်းစစ်ထဲရောက်နေကြတာကြောင့်အဲ့လိုအခြေခံအလုပ်တွေအတွက်မြန်မာလူသမားတွေခေါ်ဖို့ရုရှားဘက်ကနေစတင်ကန့်လန့်လာတာဖြစ်ပြီးစစ်ကောင်စီကလည်းအပြန်အလှန်သဘောတူညီမှုနဲ့မြန်မာလူသမားတွေစတင်စေလွတ်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့အလို့သမားဝန်ကြီးတင်ရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံကိုတွားရောက်မဲ့မြန်မာလူသမားတွေဟာကုန်ကြမ်းစရိတ်မရှိဘဲတွားရောက်နိုင်မှာဖြစ်ပြီး ရုရှားနိုင်ငံမှာရှိတဲ့အလုပ်ရှင်တွေကတည်းကအကုန်ကြခံပြီးတော့မြန်မာလူထုမှတွေကိုခေါ်ယူมาဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိရုရှားနိုင်ငံကတော့ယူကရိန်းနိုင်ငံနဲ့ဆစ်ဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းမှာရုရှားစစ်သားအများပြားတိုက်ဆုံနေကြသလိုရုရှားနိုင်ငံသားအများစုဟာလည်းစစ်မှုမထမ်းမနေရဥပဒေကြောင့်စစ်မှုထမ်းနေရပြီးတချို့ရုရှားလူငယ်တွေကတော့စစ်မှုမထမ်းခြင်းနဲ့အတွက်ထိုင်းနိုင်ငံအပါအဝင်အာရှနိုင်ငံတွေမှာထွက်ပြေးတိမ်းရှောင်နေကြတာတွေလည်းအများအပြားရှိနေတယ်လို့နိုင်ငံတကာသတင်းတွေမှာပေါ်ပြထားကြပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့ဘကိုးတိုင်းဂျိုးပင်ကောင်မြို့နယ်မှာဂျေးရွာအုပ်ချုပ်ရေးမှုတွေနှုတ်ထွက်မှုများပြားလာတဲ့အတွက်အချမ်းပတ်စကောင်စီကပြူစောထီတွေနဲ့ချက်ဖို့ပါတီဝင်တွေကိုအစားထိုးခန့်အပ်တာတွေလုပ်နေပြန်တယ်လို့ဒေသခံသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိဘကိုးတိုင်းဂျိုးပင်ကောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံရက်ကျစ်အုပ်ချုပ်ရေးမှုတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကတောင်းလျှောက်တိုက်ခိုက်ရှင်းလင်းမှုတွေလုပ်နေတဲ့အတွက် အဲ့ဒီဒေသတွေမှာအုတ်ချုပ်ရည်မှုတွေဟာအုတ်ကြီးနေရာမှာဆက်ပြီးမလုရဲတော့ပဲနှုတ်ထွက်ဓာတ်တွေပုံမူများပြားလာနေတယ်လို့ဆိုပါတယ်။လက်ရှိဂျိုးပင်ကောင်းမြို့နယ်မှာကျေးရွာအုပ်စုပေါင်း49အုပ်စုရှိပြီးအဲ့ဒီကမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာအုပ်စု25စုမှာဆိုရင်ဂုံးရွာအုပ်စုနဲ့ကျွန်းနယ်ဂုံးရွာအုပ်စုမှာသာအုတ်ချုပ်ရည်မှုခံထားနိုင်ပြီးအနောက်ဘက်ချမ်းကကျေးရွာအုပ်စု24စုမှာလည်းအုတ်ကြီးတွေတော်တော်များများနှုတ်ထွက်ဓာတ်တွေများလာတဲ့အတွက်အဲ့ဒီအုတ်ချုပ်ရည်မှုနေရာတွေမှာစစ်ကောင်စီက ပြူစောတီတွေနဲ့ကြက်ဖို့ပါတီဝင်တွေကိုအစားထိုးခန့်အပ်တာတွေလုံနေပြန်တယ်လို့ဒေသခံသတင်းရင်းမိကပြောထားပါတယ်ခင်ဗျဒီတခါကရင်ပြည်နယ်ဘက်မှာတော့ဖပုံမြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့မထောစခန်းသိမ်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို GNL PDF ပူပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ချေမှုမှုအတွင်စေကောင်စီတပ်သား၁၀ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်သူတို့စီကလက်နက်ခဲယမ်းတွေကိုပါတင်းစီရရှိထားတယ်လို့ ကဲညူမှုထော်တဲ့စင်ကနေထုတ်ပြန်ထားပါတယ်။အဲ့ဒီစစ်ကောင်စီရဲ့ဖပုံမြို့နယ်ကမထော်တက်စကန်ကိုနိုဝင်ဘာလ20ရက်နေ့ကပဲ GNLP ရဲ့ပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။အဲ့ဒီလိုစကန်သိမ်းတိုက်ပွဲတွေကနေစစ်ကောင်စီတပ်သားတော်တော်များများကထွက်ပြေးသွားကြသလိုအဲ့လိုထွက်ပြေးသွားတဲ့စစ်သားတွေကိုပါ GNLP ရဲ့ပူပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ချေမုန်းရပါတော့စစ်ကောင်စီတပ်သား10ဦးကအသီးသီးတိတ်ကုန်ကြတဲ့အပြင်သူတို့စီကလက်နက်ခဲယမ်းတွေကိုပါထပ်မံသိမ်းဆည်းရရှိထားတယ်လို့ ကန်ယူမှုထော်တဲ့ဇင်ကနေထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်ကမိုင်းကင်မြို့နယ်မှာ SSPP SSA စခန်းနှစ်ခုကို RCSS တပ်ဖွဲ့ကဝင်ရောက်ဖျက်ဆီးလိုက်ပြီးခြေရွာကော်မတီဝင်တဦးကိုပါပြစ်တက်သွားတဲ့အပြင် SSPP တပ်ဖွဲ့ဝင်၈ဦးနဲ့ပြည်သူတဦးကိုပါဖမ်းဆီးသွားတယ်လို့ SSPP SSA ကသတင်းထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲရှမ်းပြည်နယ်ကမိုင်းကင်မြို့နယ်ပန်းပွဲခြေရွာနီးမှာရှိတဲ့ SSPP SSA စခန်းနှစ်ခုကို RCSS တပ်ဖွဲ့ကဝင်းရောက်စီးနှင်းတိုက်ခိုက်ပြီးတော့စခန်းတွေကိုပါဖျက်ဆီးသွားတယ်ဆိုပါတယ်။ဒါအပြင် RCSS တပ်ဖွဲ့ကဂျင်းရွာကော်မတီဝင်းတဦးကိုပါပစ်တပ်သွားတဲ့အပြင် SSPP တပ်ဖွဲ့ဝင်း၈ဦးနဲ့ပြည်သူတဦးကိုပါဖမ်းဆီးသွားတယ်လို့ SSPP SSA ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ဟာနှစ်နဲ့ချီပဋိပက္ခတွေဖြစ်ပွားနေတာဖြစ်ပြီးလက်ရှိမှာအဲ့ဒီပဋိပက္ခတွေကနေပေါင်းစည်းနိုင်ဖို့ကိုပါရှေ့ရှုပြီး SSPP SSA တပ်ဖွဲ့ကနှစ်ဖက်တိုက်ပွဲတွေမဖြစ်ဖို့ထိန်းသိမ်းခဲ့ပြီးမြေ RCSS တပ်ဖွဲ့ကအခွင့်ကောင်းအဖြစ်အသုံးချပြီးအခုလိုတက်စကန်တွေကိုဝင်ရောက်စီးနှင်တိုက်ခိုက်တာတွေတပ်ဖွဲ့တွေနဲ့ဒေသခံတွေကိုဖမ်းဆီးတာတွေလုပ်သွားတာဖြစ်တယ်လို့ SSPP SSA တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ဒေါင်ကိုရီးယားနိုင်ငံအမျိုးသားလွတ်တော်အစည်းအဝေးခန်းမှာမှာမြမပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်နိုင်ငံအပေါ်ရှစ်ဆက်လှုပ်ဆောင်ရမယ့်ကိစ္စရက်တွေကိုဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲကို နိုဝင်ဘာလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်ကိုရီးယားနိုင်ငံဆိုမျိုးကအမျိုးသားလွတ်တော်အဆောက်အအုံအစည်းအဝေးခန့်အမှတ်9မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီဆွေးနွေးပွဲမှာမြန်မာတော်လှန်ရေးကိုဒီဇိုင်းမမတ်ထောက်ခံအားပေးနေတဲ့တောင်ကိုရီးယားအမတ်အီယုံစွန်းနဲ့အခြားလွတ်တော်အမတ်9ဦးကကမကထပြုလုပ်ပြီးဥဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့အဲဒီဆွေးနွေးပွဲမှာ MFDMC ဥက္ကဋ္ဌဦးစောမူအောင် CDM ဘိုဂျီလက်ထက်အောင်နဲ့ MFDMC တာဝန်ခံတွေပါအတူတူကတက်ရောက်ခဲ့ပြီးမြန်မာຫນွေဥတော်လန်ရင်းနဲ့ ရုပ်နိုင်ငံရဲ့ဝင်ရောက်ဆုဖတ်မှုတွေအကျိုးသက်ရောက်မှုတွေသဘောထားအမြင်တွေနဲ့ရှေ့ဆက်လှုပ်ဆောင်ရမယ့်ကိစ္စရက်တွေကိုပါဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ